ကိုယ်မှာကလေးရဘယ်ချင်းတော့လဲဆိုအရန်ငယ်တယ်ဆိုတော့အရန်ငယ်တယ်ဆိုတာဟိုသုံးနှစ်သားလောက်မှရအောင်ပါပြီသူအရန်ဆော့လာတာတင်းကြီးကစားကြဝယ်လို့မရအောင်အဲဘောလုံးမြင်လို့ရှိရင်လက်ညှိုးထိုးတယ်ဘောလုံးမြင်တာနဲ့မရတော့မျက်လုံးအဲ့ဒီအများတန်းလို့လို့ပဲဒီကစားကြဝယ်ပြီးဂျန်နဲ့ကစားကြပြီး အဆင်ပြေပေါ်လုံးလောက်ပဲပြီးသဘောကျတယ်အဲ့လိုမျိုးရအောင်အဲတစ်ခါတည်းမှသိမယ်ပါညာဆိုတော့မှပေါ်လုံးထဲထဲထည့်မိတယ်ဟိုအရင်တော့ဒီပေါ်ပေါ်လုံးကြီးပေါ်လုံးမရှိရင်ဒီပေါ်လုံးအဲ့လိုမျိုးချောက်လို့ ော်ကျွန်တော်နေရက်ရက်ကတော့အင်္ဂလိပ်တောင်ပိုင်းအောင်တော့ရုပ်ကပဲနော်ကျွန်တော်အတက်အာ9နှစ်10နှစ်လောက်တည်းအတော့ကဘောလုံးကွဲမှာကစားနေကြမှာနော်အဲ့ရနေပြီးတော့အတက်10နှစ်ကျော်လောက်ပေါ့ကျွန်တော်အာဆရာတယောက်ရဲ့ကျွန်တော်ဆရာပေါ့နော်ဆရာရုပ်ဆရာဆရာဦးမြင့်နော်သူနေဆုံးမမှုလေကျွန်တော်မန္တလေးကမြို့သွားပြီးရေးခဲ့ရမှာနော်မန္တလေးကမြို့မှာနောက်7ကနေပြီးတော့အဲ့တော့အာ55ကျော်ကျော်လောက်ထိကျွန်တော် င်ရတင်ရခဲ့တယ်အပ်ပြီးတော့ကျွန်တော်ရန်ကုန်ရဲ့ကံကြီးကံကိုရောက်တယ်ဗျနော်အဲဒီစင်စင်စင်အာ၄စင်အာ28 29 20ဗျနော်အဲဒီစင်စင်၄စင်ဖြစ်သွားသူကအဲ့လိုခလေးဘွားတွေကသူကံလိုက်လို့ရှိရှိဗျနော်သူကရက်ကွက်လေးတွေကလည်းသူ့အရေးကြိုက်တာသူကစားတာရန်ကောင်းတော့သူစုတွေတော်တော်များများရတယ်ရက်ကွက်ပွဲမှာတွေကစားအဲ့လိုသူ့ဘယ်လိုလဲအပန်းရလူကြီးတော်တော်များများမျောလင့်လာတာအခုချိန်ကြီးလေသူကမျောလင့်တဲ့အချိန်အောင်မြင်သွားတယ် အာဒီနောက်ကဖုန်တော့ကျွန်တော်ငွေရက်တက်ခဲ့တဲ့ကျောင်းကအတက်၅နှစ်ကနေပြီးတော့၁၀နှစ်လောက်ထိကျွန်တော်ဒီကျောင်းမှာတက်ခဲ့ရပါတယ်အဲ့ဒါပြီးတော့ကျွန်တော်မန်လေးကင်ပြီးရောက်သွားတယ်ဗျာအာကျောင်းမှာတော့မှတ်ရရအများကြီးပေါ့ငွေအဲ့ကျောင်းစင်းချိန်လို့ဘလုံးအဲ့ရှက်ကျောင်းရှက်ကွက်လက်လေးမှာတော့ကန်တာပြီးပြီးအဲ့အချိန်မခေါ်တဲ့ချိန်ကျောင်းပြေးပြီးတော့တော့ကန်တာမှတ်ရရအများကြီးပေါ့နော်အဲတကယ်ကြီးကိုလည်းတကြီးရပါတယ် ပထမတော့ကတော့ဒီကလေးဘွဲတွေဆိုတော့ဒီကလေးတွေကဟိုကြောင်းဘွဲတွေပိုင်းလည်းရှိတယ်အဲ9နှစ်6နှစ်လောက်မှာတော်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 ဒီလိုက်စော်နေဟိုအခြားကစားကြီးကနည်းတဲ့မဟုတ်ဘဲနဲ့ဒီဘောလုံးတစ်ခုပဲပေါ့အဲ့လိုမျိုးဂရိထားမိတော့ဘောလုံးတစ်ခုတည်းဟိုပဲအဲအများရန်ဒီလိုမျိုးလေးထားလို့မျိုးလုပ်ပြီးစော့လာတယ်စော့လာတဲ့အခါကျနောက်ပိုင်းဟိုသူတောင်းပွင့်နေတဲ့အချိန်တော့ပေါ်စော့ပြေပေါ့တောင်းကပြန်လာပြီးတာနဲ့ ဒီပေါ်လုံးကံမှုအဲဒီကလေးတွေချင်းချင်းပေါ့အဲဒီရှင်းမှာကံတယ်ရပ်ပေါ်တယ်မှာကံတယ်ဟိုပေါ်လုံးကြီးကြတော့လူကြီးတွေကံနေတဲ့အချိန်တော့သူဆော့လို့မရဘူးလူကြီးတွေမရှိဘူးပါညာဆိုတော့သူတွေကဆော့တာတိုင်းလို့ဟုတ်မနေ့ဘက်ဒီများတော့နော်တောင်းကပြန်လာညနေဘက်ဒီများတယ်ဟုတ်အဲကျွန်တော်ဒီကွင်းမှာနော်ငယ်လေးတွေကပေါ့ဟာအဲခုနပြောလိုပဲခုနှစ်နှစ်ရွယ်ရောက်သေးရဒီကွင်းထဲမှာအမြဲကံနေကြဆိုတော့ တော်တော်မှတ်ရအများကြီးပေါ့နော်ဒီအော်မန်လေးကင်ပြီးဘောလုံးမန်လေးကင်ပြီးဘောလုံးကြောင့်မရောက်ခင်တဲ့ဒီကွင်းမှာပဲဆိုတော့တော်တော်မှတ်ရအများကြီးပေါ့နော်တကယ်ချင်းတွေဒီမှာပဲအတူတူကန်နေကြဆိုတော့မဲရပဲအော်ခွင့်ပဲပြင်လာလာဘယ်လိုပဲပြင်လာဒီကွင်းမှာအရင်ဆုံးအဲလာပြီးတော့ကစားတယ်ပေါ့နော်ဒီတကယ်ချင်းတွေတွေ့တယ်ဒီကွင်းကကျွန်တော်တော်တော်အရင်အာတန်ဖို့ရှိရပေါ့နော် တော်ကတော့ဟိုအရင်ဆုံးကတော့ဒီဘောလုံးကိုတော့ပြီးတော့ကစားတယ်ကျွန်တော်ပညာရေးကိုလည်းသူ့ကိုလုပ်ခိုင်းတယ်တကယ်တမ်းဖြစ်စေချင်တာသူ့ပညာရေးဒီဘောလုံးကိန်းကြီးများဘောလုံးမှာမှပါရမီမတူးကြုံခဲ့ဘူးဆိုရင်ကျွန်တော်သူ့ပညာရေးပဲရှိတော့နော်ပညာရေးကျွန်တော်ဖြစ်စေချင်တာသူ့အင်ဂျင်နီယာပြောဖြစ်စေချင်တယ်ဒီဘာတိုင်းကဒီတော့နော်ဒီနေရာတစ်ခုတော့ထားရအောင်အဲကျင်းနေပါတယ်ဘာလို့လဲဆိုတော့ဟိုသူ့ရဲ့ဝါသနာကိုဟိုပတ်မှုပေးရတာ ူကဒီဆိုတော့ဒီထောက်ပံ့ကူရတာသူကလမ်းဆုံးဖြစ်သွားနိုင်တယ်တော့မှုလို့ကျွန်တော်ပြောပြလိုက်တယ်။ကျွန်တော်ဒီလက်ကျနေပါအခု နောက်ထပ်ငွေယူมาကြတော့เนาะဒီကတော့ဘောလုံးပေါ်အဲစီကန်စီနဲ့ဒီဇိုင်းလုပ်ရကျတော့ဘောလုံးဆိုတော့ဘောလုံးကလည်းအဲဆေးကထက်တန်ရုံလုံးနဲ့မရဘူးစီကန်ကောင်းမှုလည်းမရဘူးအဲစီကန်စီနဲ့အာအဓိကအတောက်စားခြင်းဘုံဘောင်းဘောင်းပြောဖြစ်နေတယ်